မင်္ဂလာပါခင်ဗျရှင်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာစစ်တပ်ကလုပ်မဲ့အတုအယောင်ရွေးကောက်ပွဲကိုပြက်ပြားအောင်လှုံ့ဆော်မှုနဲ့အွန်လိုင်းမီဒီယာအသုံးပြုကျူးလွန်သူတွေကိုဖော်ထုတ်အရေးယူမယ်ဆိုပြီးအချက်ဖက်စစ်ကောင်စီခန့်ပြည်ဒဲဝင်ကြီးဆိုသူဒုဗိုလ်ချုပ်ကြီးထွန်းထွန်းအောင်ကချင်းချောက်လာပြန်ပါတယ်ရှန်ကုန်မြို့တန်ကြီးတမ်းမြို့နယ်ကလူမိုက်ဝင်းထုတ်ဝင်းဆိုသူက လက်နက်ကိုင်းပြူစောတိအဖွဲ့တူတောင်ပြီးစစ်တပ်အတွက်စစ်မှုထမ်းတပ်ရရှိရေးလူငယ်တွေကိုဖမ်းဆီးနေတယ်လို့ပြည်သူလူထုကိုနှီးပေါင်းစုံနဲ့အနိုင်ကျင့်ဗိုလ်ချချင်းချောက်တာတွေလုပ်နေတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြန်မာနိုင်ငံမှာစစ်တပ်ကလုံမဲ့အတုယောင်ရွေးကောက်ပွဲကိုပြပြအောင်လှုပ်ဆောင်မှုနဲ့ online media အသုံးပြုကျူးလွန်သူတွေကိုဖော်ထုတ်အရေးယူမယ်ဆိုပြီး အကြံဖတ်စစ်ကောင်စီခက်ပြည်ထရေးဝင်ကြီးဆိုသူဒုဗိုလ်ချုပ်ကြီးထွန်းထွန်းအောင်ကချင်းချောက်လာပြန်ပါတယ်။ဒါကတော့ယမနိကနေပြည်တော်မှာပြုတ်လုတဲ့စစ်တပ်ရဲ့ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာကော်မတီအစည်းအဝေးမှာအဲ့ဒီပြည်ထရေးဝင်ကြီးဆိုသူအကြံဖတ်ဒုဗိုလ်ချုပ်ကြီးထွန်းထွန်းအောင်ကပြောဆိုချင်းချောက်သွားတာပါ။အကြံဖတ်စစ်ကောင်စီတက်ကတော့သူတို့လုံးမဲ့အတူရောင်ရွေးကောက်ပွဲကိုလာမဲ့ဒီဇင်ဘာလ28ရက်နေ့မှာရွေးကောက်ပွဲအပိုင်းတစ်အဖြစ်စတင်ကျင်းပဖို့ကြေညာထားသလို အဲ့ဒီရွေးကောက်ပွဲကိုပြက်ပြားအောင် online media တွေပေါ်မှာရေးသားဖြန့်ဝေတဲ့သူတွေကိုပေါ်ထုတ်အရေးယူဖို့ညွန်ကြားထားရမှာစတင်မလာ၂ရက်နေ့အထိအရေးယူမှုသုံးမှုရှိခဲ့ပြီဖြစ်တယ်လို့လည်းအဲ့ဒီထွန်းထွန်းအောင်ဆိုသူကပြောသွားပါသေးတယ်အဲ့ဒီသုံးမှုတွေကတခုဆိုရင်ဩဂုတ်လ23ရက်နေ့ကပဲစစ်တပ်ကပြန်လည်ဝင်ရောက်နေတဲ့လာရှိုးမျိုးရက်ကွက်၅မှာမြို့ကန်အမျိုးသမီးမောင်းနှင်လာတဲ့ကားကိုဆိုင်ကနေလာတဲ့အမျိုးသား၂ဦးကတနက်နေ့ပြစ်ဖောက်ပြီးတော့ကားကိုလူရက်သွားမှုအပေါ်လာရှိုးမျိုးမှာလုံခြုံရေးမရှိဖြစ်နေတဲ့အကြောင်း ပြည်သူတွေကိုမဲ့ပေးပူတာတိုက်တွန်းနေပြီးလုံခြုံရေးမရှိတဲ့အကြောင်းပြည်သူဆန္ဒမဲ့တာလူချင်းပြီးအဖြစ်မရှိတဲ့အကြောင်းတောင်ကြီးမြို့နေကိုနေသွေးကလူမှုကွန်ရက်မှာဝေဖန်ရေးသားခဲ့ပါတယ်အဲ့ဒီရေးသားမှုအပေါ်စစ်တကားကိုနေသွေးရဲ့လာရှိုဘဲကြီး Facebook အကောင့်မှာရေးသားမှုဟာသူတို့လုံးမဲ့အတူရောင်ရွေးကောက်ပွဲကိုပြက်ပြားစေတဲ့ရေးသားဆိုပြီးအမှုဖွင့်ဖမ်းဆီးလိုက်ပါတယ်ဒါကိုအခြေခံပြီးလက်ရှိအကြံဖက်စကောင်စီခန့်ပြည်ထောင်ဝင်ကြီးဆိုသူဒုပိုလ်ချုပ်ကြီးထွန်းထွန်းအောင်ကပါ တို့စတက်ကလုံးမဲ့အတူရောင်ရွေးကောက်ပွဲကိုပြက်ပြားအောင်လှုံ့ဆော်မှုနဲ့ online media အသုံးပြုကျူးလွန်သူတွေကိုဖော်ထုတ်အရေးယူမယ်ဆိုပြီးချင်းချောက်ပြောဆိုလာပြန်လာပဲဖြစ်ပါလိမ့်ခင်ဗျတဖက်မှာတော့ဂိမ်းပြင်းကအချမ်းဖက်စကောင်စီထိန်းချုပ်ထားတဲ့မြို့နယ်အတွင်းစစ်တပ်ကပြုလုပ်မဲ့အတုရောင်ရွေးကောက်ပွဲကိုစစ်တပ်လက်အောက်ခံကရင်နယ်ဂျာဆောင်တပ် BGF အဖွဲ့ကကူညီမယ်ဆိုပြီးထုတ်ပြန်ပြောဆိုလာပြန်ပါလိမ့် ကင်းပြည်နယ်မှာစစ်တပ်ကထိန်းချုပ်ထားတဲ့မြို့နယ်တချို့မှာပြုလုပ်မဲ့ရွေးကောက်ပွဲနယ်မြေတွေအတွင်းနိုင်ငံရေးပါတီတွေအပေါ်ခွဲခြားမှုမရှိဘဲတရားမျှမျှတတကူညီမယ်ဆိုပြီးတော့ပါစစ်တပ်လက်အောက်ခံ BGF အဖွဲ့ကပြောထားပြန်မှတည်တယ်။အချမ်းဖတ်စစ်ကောင်စီတပ်ကတော့သူတို့ရဲ့အတူရောင်ရွေးကောက်ပွဲကိုကရင်ပြည်နယ်ကသူတို့စစ်တပ်ထိန်းချုပ်လို့ရတဲ့ဖအံတန်တောင်ကြီးနယ်မြောက်ရီမြို့နယ်တွေမှာပြုလုပ်ဖို့ကြီးညာထားပြီးအဲ့ဒီနယ်မြေသုံးခုထဲကဖအံနဲ့တန်တောင်ကြီးမှာစစ်တပ်ကထိန်းချုပ်ထားတဲ့အတွက်လုံလို့ရနိုင်ပြီမဲ့ စစ်တပ်စခန်းအမြောက်မြတ်ဆုံးရှုံးထားတဲ့မြဝီမြို့နယ်မှာတော့စစ်တပ်လက်အောက်ခံ BGF အကူအညီမပါဘဲလှုပ်လို့မရတာကြောင့် BGF ကကူညီမယ်ဆိုပြီးထုတ်ပြန်လာတာဖြစ်တယ်လို့ဒေတာတွင်းသတင်းအရင်းမြစ်ကပြောထားပါသေးတယ်။တစ်ဖက်မှာတော့ GNU ဥက္ကဋ္ဌကစစ်တပ်ကလုံမဲ့အတူရောင်ရွေးကောက်ပွဲကိုကျင်းပနေမှာမလုံနိုင်အောင်တရင်တိုင်းရင်းသားတွေကအမျိုးသားရေးတာဝန်တည်းရဲ့အနေနဲ့တားဆီးကြိုးပမ်းကြရမယ်လို့ပြောဆိုထားတယ်လို့ GNU အုပ်ချုပ်တဲ့နေမြေအတွင်းမှာ စေုပ်စုကလုံမဲ့ရွေးကောက်ပွဲကိုကိုညီမဲ့သူပါဝင်သူဘဲအဖွဲ့စည်းမဆိုကော်တူးလေဥပဒေနဲ့အရေးယူသွားမယ်လို့ထုတ်ပြန်ပြောဆိုထားပါသေးတယ်ခင်ဗျာတဖက်မှာတော့ခရင်ပြည်နယ်မြောက်ရီမြို့နယ်မှာရှိတဲ့ 6K ကော်ပီသူစေယုံကိုအကြမ်းဖက်စက်ကောင်စီတပ်ကကာမီကာစေအတီကန်ဒရုန်းနဲ့ပုံကျဲတိုက်ခိုက်သွားပြန်တယ်လို့ 6K ကော်အခြေစပ်ကင်းစည်ရေးတရင်ရှိမြကပြောပါတယ်ဒါကတော့စက်တင်ဘာလ9ရက်နေ့ဖြစ်တဲ့မနေ့ကညသကောင်းရံအချိန်မှာပဲ မြဝရီမြို့နယ်မှာရှိတဲ့ Lake Ko Pitu စေယုံကိုအကြံဖက်စက်ကောင်စီတပ်ကဂါမီကာစိအသေးကန် drone နဲ့ဘုံကျဲတက်ခိုက်သွားတယ်ဆိုပါလေအဲ့ဒီလိုစစ်ကောင်စီတပ်ရဲ့တက်ခိုက်မှုကြောင့်လူထိခိုက်မှုမရှိပေမဲ့စေယုံအဆောက်အုံကတော့ပျက်စီးသွားတယ်လို့ကရင်စစ်ရေးသတင်းရင်းမြစ်ကပြောထားပါတယ်အလားတူစတေမလာ၄ရက်နေ့မနက်ပိုင်းကလည်းကင်းပြင်းနဲ့မြဝရီမြို့နယ်တောင်ဘက်က DKBA ထိန်းချုပ်ထားတဲ့ကြောက်ခတ်ကြေးရွာစေယုံအဟောင်းကိုစစ်ကောင်စီတပ်ကအခုလိုပဲ drone နဲ့ပုံကျဲသွားမှုကြောင့်အဲဒီမှာလဲစေယုံအဆောက်အုံပျက်စီးသွားခဲ့ပါသေးတယ် ရတလောက်ကင်းပြည်နယ်ဘက်မှာကအာရှလက်နဲ့တင်ငန်းညီနောင်ဘက်တွေမှာစစ်တပ်ရဲ့မအောင်မြင်တဲ့အောင်စင်ရစစ်ကြောင်းနဲ့တော်လိုင်းတက်တွေအကြတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့ရပိုင်းလောက်သွားရတဲ့မြပြည်မျိုးကိုစစ်တပ်ရဲ့အောင်စင်ရစစ်ကြောင်းကတစ်နှစ်ကျော်တဲ့တိုင်အောင်အခုချိန်ထိမရောက်နိုင်သေးပဲအဲ့ဒီအာရှလက်မှာတဲ့တော်လိုင်းတက်တွေရဲ့တိုက်ခိုက်ချင်းမုတ်မှုကိုခံနေရပြီးရှစ်ဆက်မတက်နိုင်မယ်စစ်ကူအင်အားတွေထပ်ထပ်ဖြည့်ပြီးတော့အကြိမ်ကြိမ်ထိုးစစ်ဆင်နေပြီးမယ် တို့စတက်ဘက်ကပဲအချိန်ချိန်ရှုံးနေနေပြီးပြန်ပြန်ဆုတ်နေရတဲ့အခြေအနေတွေပဲဖြစ်နေတယ်လို့ဒေတာတွင်သတင်းရင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျတစ်ဖက်မှာတော့ဒင်းတိုင်းတိုင်းရေပြူးမြုပ်နေစဲအိမ်စုခြေရွာကနေထွက်လာတဲ့အချက်ဖက်စကောင်စီတက်စစ်ကြောင်းကိုဒေါ်လန်ရေပူပေါင်းတက်တွေကကြားဖြတ်တက်ခိုက်မှုအတွင်စဲကောင်စီတက်သား၅ဦးကတော့အတိအသေးတိတ်ကုန်ကြပြီးတယ်နော် အထိနာသွားတဲ့စစ်တပ်စစ်ကြောင်းဟာဘာမှမဆိုင်တဲ့ခြေရောင်းပြီးသူနှစ်ဦးကိုပါတပ်ဖြတ်သွားတယ်လို့ KBDF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်ကိုပြောပါရယ်ဖြစ်စဉ်ကတော့ဩဂုတ်လ29ရက်နေ့ကပဲရေပြူမြို့နယ်စိန်စုခြေရောင်းဘက်ကနေထွက်လာတဲ့အချက်ဖတ်စစ်ကောင်စီတပ်စစ်ကြောင်းကိုဒေါ်လိုင်းပူပေါင်းတပ်တွေကလမ်းကနေအသင်ဆောင်ပြီးကြားဖြတ်တိုက်ခိုက်ချင်းမုန်းခဲ့ရမှာနှစ်ဖက်အပြန့်လန်တိုက်ပွဲဖြစ်ပွားခဲ့တယ်ဆိုပါရယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သား9ဦးကတော့ပြစ်ခတ်မှုတွေအတွင်းမှာပဲအသီးသီးတိုက်ကုန်ကြတဲ့အပြင် န်ရန်ရတဲ့သူတွေပါရှိသွားပြီးတဲ့နောက်စစ်တပ်ကသူတို့ရဲ့စစ်ကူတွေပါအသေးအံခေါ်ရတဲ့အခြေအနေထိဖြစ်သွားတယ်လို့ KBDF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်။အဲ့ဒီနောက် point 5တနက်တက်ဆင်ထားတဲ့ကာနစီနဲ့စစ်တပ်စစ်ကူတွေရောက်လာပြီးတော့မှအဲ့ဒီစစ်ကြောင်းဟာဘာမှမဆိုင်တဲ့ဆယ်အင်စုခြေရွာနဲ့တောင်ရင်အင်းခြေရွာတွေကိုဝင်ရောက်ပြီးတော့နေအိမ်တွေကိုဝင်ရောက်မိရှုဖျက်ဆီးတာတွေပြည်သူပိုင်းပစ္စည်းတွေကိုခိုးယူလူရဲတဲဆောင်တာတွေလုပ်ပြီးခြေရွာနေပြည်သူနှုတ်ဥကိုပါအကြောင်းမဲ့တပ်ဖြတ်သွားကြတယ်လို့ ဒေတာတွင်းသတင်းအရင်းမြစ်ကပါပျော်ထားပါသေးတယ်ခင်ဗျတဖက်မှာလေမကွေးတိုင်းကအချက်ဖက်စကောင်စီရဲ့ကံမမျိုးရက်စကန်ကိုတော်လိုင်းကြီးရဲဘော်တွေကလက်ပစ်ပုံးနဲ့ပြစ်သွင်းတိုက်ခိုက်မှုအတွေ့စကောင်စီတပ်သား2ဦးကတော့အတိအသေးတေကုန်ကြပြန်ပြီလို့3 brothers defense force တပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဒါကတော့ဩဂလ30ရက်နေ့ကပဲအချက်ဖက်စစ်တပ်အထိုင်ချတဆွဲထားတဲ့ကံမမျိုးရက်စကန်ကို ဒေါ်လာရင်းရဲဘော်တွေကလက်ပစ်ပုံးနှလုံးနဲ့ပြစ်သွင်းတိုက်ခိုက်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွေ့စစ်ကောင်စီတပ်သား2ဦးကတော့အသေးသေးတိတ်ကုန်ကြတဲ့အတွက်စစ်သားတွေဟာရဲစကန်တဲ့ကနေကင်းပတ်ထွက်ပြီးပြည်သူတွေကိုဆဲဆူချိန်မောင်းသွားကြတယ်လို့ Three Brothers Defense Force တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်လက်ရှိမကွေးတိုင်းမှာမြို့ပေါ်တွေကသာစစ်တပ်ကထိန်းချုပ်ထားနိုင်ပြီးကျန်တဲ့နေမြေတော်တော်များများကိုတော်လန့်ရေးတပ်တွေကသာထိန်းချုပ်ထားသလိုစစ်တပ်ကမြို့ပြင်ထွက်ပြီးစစ်ကြောင်းထိုးလာရင်လည်း ေါ်လာရင်းတတွေရဲ့တိုက်ခိုက်ချေမှုမှုကသာခံရပြီးမြို့ပေါ်ကိုပြန်ပြန်ဆုတ်ပြေးသွားကြရသလိုအဲ့ဒီမြို့ပေါ်ကစစ်တပ်အထိုင်ချရနေရာတွေကိုလည်းဒေါ်လာရင်းတတွေကမကြာခဏဆိုသလိုပြစ်ခတ်တိုက်ခိုက်မှုတွေလှုပ်လိရှိတယ်လို့လည်းဒေတာတွင်းသတင်းရင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျဖတ်မှာတော့စကိုင်းတိုင်းကအရာတော်မြို့နယ်အတွင်းစစ်ကြောင်းထိုးခဲ့တဲ့အချမ်းဖက်စစ်ကောင်စီတပ်သားတွေပြန်ဆုတ်သွားတဲ့အချိန်ထောင်ထားခဲ့တဲ့နေမိုင်းတွေကိုတော်လန်ရိတ်တွေကဖိရှားပြီးခဲ့တယ်လို့ မုံရွာမြို့နယ်တရင်မှန်ပြန်ကြားရေးစီကနေတီးရပါတယ်။ဒါကတော့အရာတော်မြို့နယ်အတွင်းစစ်ကြောင်းထိုးခဲ့တဲ့အချက်ဖက်စစ်ကောင်စီတပ်သားတွေဟာသူတို့ပြန်ဆုတ်သွားတဲ့အချိန်ပြည်သူတွေအုံပြူသွားလာနေတဲ့ကမ်းဖြူကျေးရွာနဲ့မနောရမကျေးရွာဘက်သွားရလမ်းပိုင်းမှာနေမိုင်းတွေကိုထောင်ထားခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုစစ်တပ်ကထောင်ထားခဲ့တဲ့နေမိုင်းတွေကိုစက်တင်ဘာလ9ရက်နေ့ဖြစ်တဲ့မနေ့ကပဲဒေါ်လာရင်းတပ်တွေကတွေ့ရှိခဲ့ပြီးတဲ့နောက်အဲ့ဒီမိုင်းတွေကိုဖယ်ရှားရှင်းလင်းပေးခဲ့တဲ့အပြင် နောက်ထပ်မိုင်းတွေရှိမရှိဆိုတာတွေကိုပါထပ်မံစစ်ဆေးပေးခဲ့တယ်လို့မုံရွာမြို့နယ်သတင်းမှပြန်ကြားရေးစီကနေသိရပါတယ်။လက်ရှိအချက်ဖတ်စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးပြီးပြန်ဆုတ်သွားတဲ့လမ်းမိုင်းတွေမှာပြည်သူတွေအနေနဲ့အလင်းစလိုသွာလာမှုတွေမလုပ်ဘဲသတိထားသွာလာကြဖို့ကိုပါမုံရွာမြို့နယ်သတင်းမှပြန်ကြားရေးကအတိပေးနှိုးဆော်ထားပါသေးတယ်ခင်ဗျ။တဖက်မှာတော့ရန်ကုန်မြို့တာဂီတာမြို့နယ်ကလူမိုက်ဝင်းထုံဝင်းဆိုသူဟာ လက်နက်ကိုင်ပြူစောတိအဖွဲ့ထူထောင်ပြီးစစ်တပ်အတွက်စစ်မှုတန်းတပ်သားရရှိရေးလူငယ်တွေကိုဖမ်းဆီးနေတယ်လို့ပြည်သူလူထုကိုပါနှီးပေါင်းစုံနဲ့အနိုင်ကျင့်ဗိုလ်ချချင်းချောက်ဓာတ်တွေလုံနေတယ်လို့တန်ခိတမြို့နယ်မှာနေတဲ့စစ်မှုတန်းတပ်သားတစ်စုဆောင်ခံလိုက်ရသူလူငယ်တချို့ရဲ့နှီးဆက်သူတွေကရန်ကုန်ခေတ်တိုက်ကိုပြောဆိုလာပါတယ်ပြီးခဲ့တဲ့2023ခုနှစ်ဖေဖော်ဝါရီလကတော့တာဂီတာလူမိုက်နေမျိုးအောင်ဆိုသူပြစ်ခတ်ခံရပြီးသေသွားပြီးတဲ့နောက်အဲ့ဒီနေရာမှာလူမိုက်ဝင်းထုတ်ဝင်းဆိုသူကနေရာဝင်ယူပြီး တာဂီတာတခွင်မှာလူမိုက်တွေပုံပုံစူးစီးပြီးတော့စစ်တပ်နဲ့ရဲအတွက်တော်လန်ကြီးလှုပ်ရှားသူတွေရဲ့တည်င်းတွေကိုစုံစမ်းပြီးတည်င်းပေးလုံနေတာဖြစ်တယ်လို့ဆိုပါတယ်။အဲဒီနောက်2024ခုနှစ်မှာစစ်တပ်ကစစ်မှုထမ်းဥပဒေထုတ်ပြီးနောက်မှာတော့အဲဒီလူမိုက်ဝင်းထုတ်ဝင်းဆိုသူဟာစစ်တပ်ရဲ့လက်ကင်တုတ်လုံလုံလရရခံယူပြီးလက်နက်ကင်ပြစော့တီဖြစ်လာပြီးတော့လူငယ်တွေကိုစစ်မှုထမ်းမှုဖမ်းဆီးတာတွေမိုက်ကြီးခွဲငွေညှစ်တောင်းရန်တာတွေနဲ့ ပြည်သူလူထုကိုနှီးပေါင်းစုံအနိုင်ကျင့်ဗိုလ်ချချင်းချောက်တာတွေလုံနေတယ်လို့တက္ကိတမြို့နယ်မှာစစ်မှုထမ်းတပ်သားတစ်စုဆောင်ခံလိုက်ရတဲ့လူငယ်တချို့ရဲ့နှီးဆက်သူတွေကပြောထားကြပါတယ်။တစ်ဖက်မှာတော့အဲ့ဒီစစ်တပ်လက်အောက်ကမ်ပူစော်တီလူမိုက်ဝင်းထိုဝင်းဆိုသူဟာလူမှုကွန်ရက်မှာတော့ပရာဟိတလိုလိုဘာလိုလိုအလှလုတ်တဲ့ဗီဒီယိုတွေတင်ပြီးသူတို့ရဲ့မကောင်းမှုလုပ်ရက်တွေကိုလိမ့်လဲဖုံးဖိပြထားသလိုတစ်ဖက်မှာတော့ပြည်သူလူထုကိုစစ်တပ်အားကိုးတဲ့သူတို့ကိုသူတို့လူမိုက်ဂိုင်းဆိုပြီးတက္ကိတမြို့နယ်မှာစစ်ကြီးကောက်တာတွေကအဆက် မိမပြိုးလေးတွေကိုပါငွေပေးမယ်သူဆရာနဲ့အတူတူအိတ်ပေးပါဆိုတာမျိုးတွေအထိသူတပည့်တွေကအနိုင်ကျင့်ချင်းချောက်တာတွေလုပ်နေပြီရဲတိုင်တော့လဲရဲကအရေးမယူတဲ့အတွက်လူမိုက်ဆိုတဲ့ကလေးကချေတွေကစစ်တပ်အကုန်းနဲ့လှုပ်ချင်နိုင်ကိုလုံနေကြတာကြောင့်မြန်မာနိုင်ငံရဲ့အခြေအနေကတော်တော်ကိုပျက်စီးသွားပါပြီလို့လဲတာဂီတာမြို့နယ်နေကင်းထောက် လုံကြုံရေးတည်ရင်မြစ်ကရှင်းပြထားပါတယ်လက်ရှိရန်ကုန်မြို့ကတာဂီတာတခွင်မှာအဲ့ဒီလူမိုက်ဝင်းထိုဝင်းကပြူစောတီတွေဖြစ်လာတဲ့အခါမှာတော့အုပ်စုဘွဲသွားလာပြီး လူမိုက်ဝင်းထုံဝင်းနဲ့စကားပြောတဲ့အချိန်ဆိုပြည်သူလူထုကိုလက်အုပ်ချီစကားပြောဖို့အထိပါစိတ်ခိုင်းတာတွေလှုပ်လာသလိုတစ်ဖက်မှာလည်းသူတို့ကိုသူတို့ပရာဟိတအယောင်ဆောင်လာပြီးအောက်စုဖွဲ့ရင်တန်းတွေနဲ့တွာလာတာတွေလှုပ်ဆောင်လာတဲ့အပြင်စစ်တပ်နဲ့ရဲတွေရဲ့ပါစားပေးမှုနဲ့ရန်ကုန်လိုမျိုးကြီးမှာလည်းမလုံခြုံမှုတွေနဲ့တာကိတမြို့နယ်ကလည်းလူမိုက်ကြီးစိုးရနေမြေအဖြစ်ပုံဖော်လာကြတယ်လို့တာကိတမြို့နယ်နေပြည်သူတွေကပြောထားကြပါတယ်။အဲ့ဒီလူမိုက်ဝင်းထုံဝင်းဆိုသူကို စစ်တပ်တော်သားယုံလေးဆိုသူရိုက်ကူးတဲ့ original gangster 3ရုပ်ရှင်ဇာတ်ကားမှာထည့်သွင်းပုံဖော်ပြပြီးတဲ့နောက်ယုံလေးရဲ့ဆက်သွယ်ပေးမှုနဲ့ပဲအဲ့ဒီလူမိုက်ဝင်းထုတ်ဝင်းအဖွဲ့ဟာစစ်တပ်လက်ကင်တုပ်ဖြစ်လာပြီးလက်ရှိစစ်တပ်အတွက်လူငယ်တွေကိုစစ်မှုထမ်းဖို့ဖမ်းဆီးတာတွေနဲ့ပြည်သူလူထုကိုနှီးပေါင်းစုံနဲ့အနိုင်ကျင့်ဗိုလ်ချချင်းချောက်တာတွေလုပ်နေတာဖြစ်တယ်လို့လဲတာဂီတာမြို့နယ်နေပြည်သူတို့ကပြောထားကြပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ